အခြားဖိအားအမည်များလည်းရှိပါတယ်။အခုတင်ဆက်ပေးမှာကတော့ကရင်ပြည်နယ်ကြာရင်စိတ်ကြီးမြို့နယ်မှာဖိအားသုံးစုအကြောင်းပဲဖြစ်ပါရဲ့ရှင်။ဒီဖိအားသုံးစုဟာထိုင်းနိုင်ငံစက္ခပူရီခရိုင်နှင့်နယ်နမိတ်ချင်းထိဆက်နေသောနယ်စပ်မြို့လေးဖြစ်တဲ့ဖိအားသုံးစုမြို့မှာတည်ရှိပါတယ်။ဖိအားသုံးစုမြို့ကတော့မြန်မာနိုင်ငံကရင်ပြည်နယ်ကြာရင်စိတ်ကြီးခရိုင်မြို့နယ်တွင်မှာပါဝင်တဲ့မြို့နယ်ခွဲအဆင့်မြို့တစ်မြို့ဖြစ်ပေမဲ့ကြာရင်စိတ်ကြီးမြို့ထက်ပို၍ကျယ်ဝန်းစီကားတယ်လို့သိရပါတယ်။နယ်စပ်မြို့ငယ်လေးဖြစ်တဲ့အတိုင်းဟိုဘက်နိုင်ငံနဲ့ဒီဘက် ုင်ငံရဲ့ယဉ်ကျေးမှုတွေရောရှက်နေပြီးထိုင်းအသုံးဆောင်တွေပေါပေါများများမြင်တွေ့ရကထိုင်းဖက်ငွေများပုံမအသုံးပြုကြတယ်လို့လည်းဆိုကြပါဗျ။ထိုင်းနိုင်ငံသားများအတွက်လည်းမြန်မာနိုင်ငံဘက်မှအမတ်တရပစ္စည်းများကိုနိုင်ငံကူးစရာမလိုပဲဝယ်ယူလို့ရတဲ့ဈေးငယ်လေးရှိနေကနိုင်ငံသားသားများနှင့်ထိုင်းနိုင်ငံသားများဟာမြန်မာနိုင်ငံဘက်မှခွင့်ပြုရင်ဗီဇာမပါဘဲတရက်ညနေ6နာရီအထိလဲပတ်ခွင့်ရှိတာကြောင့်မြန်မာဘက်ချင်းမှဖိအားသုံးစုကိုလာရောက်လဲပတ်လို့ရှိကြပါဗျ။ဒီဖိအားကိုနိုင်ငံရေးတည်ငြိမ်နေချိန်ဆိုရင်မြန်မာ ိုင်ငံသားများထက်ထိုင်းနှင့်ကမ္ဘာလှည့်ခရီးသွားများပိုပြီးလာရောက်လည်ပတ်လေရှိကြတယ်လို့သိရပါဗျ။ဖျားသုံးစုမျိုးကိုသွားရောက်ရန်မြန်မာဘက်မှဖောက်ထားတဲ့လမ်းနှလမ်းရှိကတလန်းငါမွန်ပြည်နယ်တန်ဖြူစီ